။ညီတို့ဒီလိုတွေးကြတယ်ဆိုတာမင်းသဘောပေါက်ပါပါ။ရှင်နေရရလို့ပဲ။မတူမတန်။ဒါပဲမလား။ရှုပ်ရှင်သာဆိုရင်မင်းနဲ့ငါသားစုံတဲ့အခန်းတွေကိုအစတည်းကမထဲ့တော့ဘူးပေါ့ကွယ်အခုဟာရုပ်ရှင်မဟုတ်လို့မင်းကငါမတွေ့ချင်မဲ့လာ တွေ့နေရတယ် ဖြစ်ချင်တာလေ။မြက်ကကျမအောင်မထားရဲ။သူ့ကိုချစ်ရင်အနည်းနဲ့စကားပြောတဲ့အခါဘာမှပြန်မပြောရနဲ့ငုတ်ခံပါလား။ကျမလိုက်နာဖို့တွေးထားပါရဲ့။ตาเอาไว้มาท่าล่ะกิซาไม่ใช่ป่าวตะมี้หลุดละซะเปียวနိုင်ပါတယ်ပြောပါ Thank you Annie. မိန်းမတစ်ယောက်ကကိုအသားကိုအနာခံပြီးတော့လူတစ်ယောက်ရဲ့နာမည်ကိုဘယ်လိုအရေးပြောက်ထိုးထားရဲဆိုတော့ဘာကြောင့်လို့ထင်လဲ Annie? ကျမမြတ်ကိုတကယ်ချစ်တာ။ တေးရပါပဲဒါပေမဲ့အချက်ဆိုတာအဲ့လိုကြုံရဝင်ထိုးလို့ရတဲ့တတူးမှမဟုတ်တာဦးမင်းကအချက်ရဲ့တင်ကေတဆိုပြီးမင်းကအနာခံပြီးတတူးထိုးတယ်အဲ့ဒီအချက်ကြောင့်မင်းငါသားမှအနာတရားဖြစ်ခဲ့တယ်ဆိုတာမင်းမသိလိုက်ဘူးမလား မင်းပေးတဲ့အချစ်တက်မင်းတက်တူလို့အရာမထင်နေမယ်ဒါလည်းသိရပါရနေ ဒါပါတယ်လဲအလင်းကျမနားမလဲဘူးအန်တီတာမွေးကလေးကကြက်ကအာနေကလေးအဲ့ဒီအရက်တွေပြရတယ်ကသူ့အတွက်အစိတ်ပဲဒါပေမဲ့မင်းကြောင့်အဲ့ဒီအစိတ်တွေကသူ့အသက်ရှင်ပဲရနင့်ဖို့တည်ပါပါ ခုသူ့ရဲ့ကြောက်ကပ်ကိုအချိန်မီမလဲနိုင်ရင်မင်းရောငါရောသူ့ကိုဆုံးရှုံးသွားလိမ့်မယ်ဘာဒီတည်းဆရုံနားမလဲရင်အဲ့ဒီစေယုံတော့တိမှာပေါ့အဲ့ဒီစေယုံကိုတွားပြီးသူ့ကြောင့်စုံစမ်းလိုက်ပါ သူရဲ့အခြေအနေမှန်တယ်ကိုသမီးသိဆိုသမီးသူ့ဘဝရရထွက်သွားပေးမယ်သမီးရဲ့အလိုမမဟုတ်ပဲသမီးရှေ့ဆက်တိုးနေနေဆိုရင်သမီးနဲ့အန်တီနဲ့နောက်တစ်ခါဆုံမယ်နေရအောင်တာယဆ Sad, not kid loving me.